ညအရင်နေစင်းညလို့ရင်လောင်ဖွင့်တာပေါ့နော်တော့ဒီနေ့မနက်အစောကြီး6နာရီရက်နေထားပြီးတော့9နာရီ10မိနစ်အရောက် immigration ကိုသွားလိုက်တယ်ပေါ့နော်ပြီးလို့ရှင်သူတို့အမှ tray ထဲမှာ document ထည့်ဖို့ tray တစ်ခုပေးထားရပေါ့နော်အဲ့နဲ့ tray ထဲမှာ document သွားထည့်လိုက်ပေါ့အဲ့နဲ့7နာရီခွဲထိ officer တွေလာတဲ့အချိန်စောင့်လိုက်တာပေါ့ စောင့်ပြီးတော့စောင့်စောင့်စောင့်အကြာကြီးပဲစောင့်စောင့်ပြီးတော့သူတို့ officer တွေလာတယ်ပေါ့နော်လာပြီးတဲ့လာတဲ့ချိန်ကျလို့ရှင်သူ document တွေစစ်တယ်ပေါ့နော်စစ်ပြီးတော့နာမည်ခေါ်တော့မယ်ပေါ့နာမည်မခေါ်ခင်ကို document ကိုကြည့်လိုက်တယ်ကြည့်လိုက်တဲ့ချိန်မှာကို document နဲ့အတူတခြားတယောက်နှစ်ယောက်ရဲ့ဒီ document တွေလည်းဖဲတဲ့ချိန်မှာပါသွားတယ်ပေါ့နော်အားလည်းကစိတ်ပူသွားဟေးဘာဖြစ်သွားလဲပေါ့နော်ငါဒီနေ့တနေ့ရက်ပြီးပါမလားပေါ့နော်ဘာလို့ဆိုတော့တနေ့ရက်ပြီးချိန်လို့မနက်စောကြီးထပြီးတော့သွားလိုက်တာပေါ့နော်ဆိုတော့အဲ့ကိုစိုးရိမ်နေတဲ့အတိုင်းပဲ သူက document ဘာဖြစ်လဲဆိုတော့ဂျူနံပါတ်မယူလိုက်ဘူးဖြစ်သွားပါဘောနော်အမှန်တော့သူကအစ်စ်ဆိုလို့ရှိရင်ဒီနေ့မှလာတဲ့အစ်စ်ဆိုရင်ဂျူနံပါတ်ကိုဒီ immigration counter ဒီဟိုအဝင်အထွက်နာလေးမှာလေးရှိတယ်ဘောနော်အဲ့ဒီမှာတစ်ခုမှသူက information counter ရှိတယ် information counter မှာဂျူနံပါတ်သွားယူရတယ်ယူပြီးတော့မှဒီထဲဝင်ရတာဘောနော်အာကျွန်မအဲ့ဒီ counter နားရောက်တော့ကတကားတော့ပိတ်ထားတယ်သူတို့ကလေဟိုမနေ့ဆော်လို့လာမြင်ဒါမဲ့ ဟိုလူတော့ရှိနေမှာပေါ့နော်အထင်မှကျမမကြည့်လိုက်မိမကြည့်လိုက်ဖ ೇನೆ ဘာဖြစ်သွားဆိုကျမလည်းတတိမေွားပေါ့နော်ဟိုပထမဩပထမတစ်ခေါက်တုန်းကခြွေတယ်ပဲထဲလိုက်ရတယ်ပေါ့နော်ဒီနံပါတ်ယူကြမလို့ဘူးဆိုပြီးအားနဲ့စိတ်ကြမ်းမလို့မှတ်လိုက်ပြီးတော့အမှန်တော့အဲ့ဒီဟာအရင်လွဲဝါပေါ့နော်လွဲဝါပြီးတော့အဲ့ဒါနဲ့မယူလိုက်မိဘူးအာမယူလိုက်တော့အားနဲ့ officer နာမည်ခေါ်ပြီးတော့အာဒီဟာဂျူနံပါတ်သွားယူလိုက်ဆိုတော့အဲ့ဒါနဲ့သွားယူလိုက်တော့67ဖြစ်သွားတယ် အဲ့နဲ့အဲ့ဒီ1 2 3ရေဆောင်းဆောင်းဆောင်းပြီးတော့67နဲ့အခုလက်လက်ကြလက်ကြတော့ဆာဗစ်ကဖူးဖြစ်သွားတယ်ပေါ့နော်ဒီနေ့တော့ကအဲ့ဒါနဲ့ Monday ကိုပဲချိန်လိုက်တယ်ဒီနေ့တော့ကြာဆိုတော့ Monday ကိုပြန်လာခဲ့ပါပေါ့နော် manager ရင်တော့ junior ပဲယူကြမလို့အဲ့ tree ထဲမှာပဲစစောပေါ့နော်9နိုင်ခွဲတော့လာပြီးတော့လာထင်လိုက်7နိုင်ခွဲသူတို့ရောက်တာနဲ့သူတို့လုံပေးမယ်ပေါ့နော်ဆိုတော့ဒီနေ့ကလေလုံးဝအဆင်မပြေခဲ့ပါဘူးပေါ့နော်နေရပြီးမဲ့ဟာကိုလေ ီတစ်ခေါက်ပဲဖြစ်တာလားဆိုတော့မဟုတ်ဘူးအရင်တစ်ခေါက်တော့လည်းချားနိုင်ရမှာပေါ့နော်ဒီဆိုဗီဇာသွားလုပ်တယ်သွားလုပ်တဲ့ချိန်မှာအေဂျင့်နဲ့ချိန်လိုက်တော့အေဂျင့်ကဒီ Monday to Friday သူတို့ process လုပ်မယ်ပေါ့နော် immigration မှာ process လုပ်ပြီးတော့ Friday ဆိုရင်ပြန်ရတယ်ပေါ့နော်အဲ့လိုဆိုတော့အာသွားတဲ့ရက်က Saturday သွားပြီးတော့ကျွန်မက Saturday မှာပြန်မယ်ပေါ့နော်ဆိုတော့ Saturday တိုင်းလက်မဖြတ် Saturday နောက်နောက် Saturday ပြန်မယ်ဆိုတော့အာနဲ့ဒီနံပါတ်ကဖြတ်လိုက်တာပေါ့နော် ဖြတ်ပြီးတော့မဖြစ်လဲဆိုတော့ဖြစ်ချင်တော့ကိုယ့်လက်ကျောင်းမှာအဲ့ဒီ Friday မှာဒီကဗီဇာရမဲ့ဒိတ်နေ့မှာဗီဇာက officer တွေကဗီဇာမထုတ်ပေးရရက်ဖြစ်နေအောင်ဗောနောမထုတ်ပေးပါဘူးသူတို့တခုအကြောင်းရှိရဲဗောနောဆိုတော့ကိုနဲ့အတူကိုတယောက်ထဲတော့မဟုတ်ဘူးတခြားလူတွေလည်းအဲ့လိုမျိုးဖြစ်တယ်ဗောဆိုတော့ဒါမဲ့ဟိုအရင်အရင်လူတွေတော့အဆင်ပြေပြီးကိုယ့်လက်ကျောင်းမှာအဲ့လိုဖြစ်တာဗောနောဆိုတော့အဲ့ဒီတော့ကလည်းဒီ အဲလင်းလက်မကအသွားအသွားတော့အဆင်ပြေတယ်အပြင်ကကန်ဆယ်ဖြစ်သွားတယ်ပေါ့နော်ကန်ဆယ်ကန်ဆယ်ဖြစ်သွားတော့ပတ်စံနဲ့ပြင်များတော့ဘူးဘာလို့လဲဆိုတော့ကျွန်မဖြတ်တဲ့ဟာကြတော့သူကလေဟို flexy လည်းမဟုတ် flexy တော့ flexy ပဲဒါပေမဲ့အကိုသားနေတော့ဖြတ်တာပဲဆိုတော့ပြန် cancellation ပြန်လုပ်တဲ့ခါကျရင်သူက test လောက်ပဲပြန်ပြီးတော့တယ်ပေါ့နော်ဆိုတော့အမှန်နဲ့တစ်ခါဆုံးနေပေါ့နော်ဆိုတော့ဒီဒီတစ်ခေါက်နှစ်ခေါက်ပဲဖြစ်တာလားဆိုတော့မဟုတ်ပြန် ို့ရဲ့ကံမကောင်းမှာဘယ်လိုမျိုးလဲဆိုလို့ရှိရင်လေအကြလို့ရှင် reporting လုပ်တော့မယ် reporting တဲ့ line ဒီနေ့ရပြပေးရတော့မယ်ပေါ့နော်ဆိုလို့ရှင်အာချန်ပေါ့လုပ်ရတော့မယ်ကွန်ပျူတာအဲ့နေ့မှာပဲတခါပြက်ပြက်တာမှာ data တွေပါလုတ်ထားတဲ့ data တွေပါအကုန်ပြက်အဲ့လိုမျိုးဖြစ်သွားပေါ့နော်အာဆိုတော့အာအဲ့ဒါပဲနားမဟုတ်ဘူးတခါကြလို့ရှင်နော်သွားနေတဲ့အဲ့လိုကန်ဆိုးပြီးတော့ဆိုင်ကယ်ပိုင်းမအဲ့လိုမျိုးရင်းဖြစ် ဲ့လိုမျိုးပဲလားဆိုတော့လည်းမဟုတ်ပြန်အမြဲတမ်းကိစ္စတစ်ခုကိုနှစ်ခါနှစ်ခါပြန်လုပ်နေရတာပေါ့နော်ဆိုတော့လေကျွန်မလည်းတစ်ခါကြာရင်အရင်စဉ်းညစ်တဲ့ကုကုကိုတစ်ခါတစ်ခါတည်းနဲ့ဘယ်တော့မှမပြီးအဲ့လိုမျိုးဖြစ်မှာဆိုလို့ဆိုတော့မှပဲအမြဲတမ်းတတိနဲ့လောက်တာပေါ့နော်တတိနဲ့လုပ်နေတဲ့ကိုလည်းတတိမေ့ပြင်ကန်းလည်းမကောင်းအဲ့လိုမျိုးဒီခဏခဏဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေအရင်စဉ်းညစ်လုံးလို့ပေါ့နော်ဒီမှာအဲ့ဒါဖြစ်လာတာကြတော့ဒီမှာကျွန်မက အခုအခုရွယ်ထိပဲပေါ့နော်ဖြစ်တာဟိုငယ်ရကူရွယ်ထိပဲလို့တခုကိစ္စဆိုရင်အမြင်နဲ့နှခါနှခါလုံနေရတယ်အဲ့ဒါနဲ့တခြားလူတွေတော့မှကျွန်မအဲ့လိုပြောဖြစ်တယ်ပေါ့နော်ပြောပြင်တခါလေကျရင်အဲ့လိုတချို့လူတွေဆိုရင်တော့မှနီးနားမှနေရလို့ဆိုတတိထားမိရပေါ့ဟုတ်တယ်ပေါ့နော်ကျွန်မတခါတခါတခုပြီးရမယ်တခါလေးပြီးရမယ်ဟာဆိုပြီးနေဘူးပေါ့နော်ဆိုတော့အဲ့ဒါနဲ့ဒါအမှတ်တမ်းလာတင်တာပေါ့နော်အရင်နေစိတ်ညစ်နေလို့